Welcome to KMS Apartment Property Management Software. Here is explainer video. Take a look. မင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်တို့အထူးတူလေ့လာဆန်းစစ်ကြည့်ကြရမယ့်အကြောင်းအရာကတော့အဲ KMS Apartment Management Software ဆိုတဲ့ဤပညာစနစ်တခုဖြစ်ပါတယ်။ဒီ software အကြောင်းကတော့သူ့ရဲ့ website မှာဖော်ပြထားတဲ့ချက်လက်တွေနောက်ပြီးတော့ဟိုစီမံစေခန်းတမချက်တွေပါတယ်။စာမျက်နှာကနေအဓိကကောက်နှုတ်ပြီးကြည့်ကြပါပါ။ဟုတ်ကဲ့ရှင့်။ဆိုတော့လေဒီနေ့စူးစမ်းကြည့်မှာကဒီ software က တိုက်ခန်းတွေအင်ယာဝင်းတွေလိုနေရာမျိုးတွေမှာပေါ့စီမံခန့်ခွဲမှုအတွက်ဘလူးများကူညီပေးနိုင်မလဲဘာတွေလုံးဆောင်နိုင်စွမ်းရှိလဲလို့သူတို့ပြောထားတယ်ဆိုတာဒီကိုအဓိကကြည့်တော့မှာပါဟွန်းအရင်ခံကတော့အဲမြဝေနေထိုင်ရတဲ့လူတွေအဆောက်အဦတွေမှာလေဟိုရှိုးထွေးနိုင်တဲ့နေစဉ်လုံခြုံဆောင်တာတွေရှိလဲလင်းလားအဲ့ဒါတွေကိုပိုပြီးရိုးရှင်းအောင်အလွတ်အလျောက်စနစ်ကျအောင်လုပ်ပေးမယ်ဆိုတဲ့သဘောမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဓိကကအဲ့ဒီရည်ရွယ်ချက်ပဲဖြစ်ပါလိမ့်မယ် ကဲဒါဆိုရင်ဒီ KMS ဆိုတာဘာကိုအဓိကထားလို့ဆောင်တယ်လဲဘာလဲဆိုတာလေးအရင်ကြည့်လိုက်ကြရအောင်ဟုတ်ကဲ့သူတို့မိတ်ဆက်ထားတာကတော့လေဒါက smart ကြပြီးအားလုံးပါဝင်တဲ့ platform လေ Oh smart platform ဟုတ်တယ်အထူးသဖြင့်လူနေဆောက်ကိုအစုအဝေးတွေဂိတ်လုံးကျုံရတဲ့နေရာလေရက်ခွက်ပုံစံမျိုးတွေ နောက်တိုက်ခန့်အဆောက်အဦတွေအဲ့လာတွေကိုဖြစ်မှတ်ထားဒီဇိုင်းထုတ်ထားတာပါတယ်။อืมอืม target ကရှင်းပါတယ်။တဲ့အထက်ကယီမန်ချက်ကြီးနှစ်ခုကိုကြည့်လိုက်ရင်တစ်ခုက နေစဉ်လုပ်ငန်းတွေကိုလွယ်ကူအောင်နဲ့အလိုလျောက်ဖြစ်အောင်လုပ်မယ်။ဟုတ်ကဲ့ efficiency ပေါ့။နောက်တစ်ခုက နေထိုင်သူတွေအင်ရှင်တွေနဲ့စီမံခန့်ခွဲသူတွေကြားမှာလေဆက်သွယ်ရေးချောမွေ့မယ်။ ပြီးတော့ငွေချေးကိစ္စတွေမှာပွင့်လင်းမြင်တတ်မှုရှိစေမယ်အဲ့ဒါပါပဲတော်တော်ရီမန်ချက်ကပြည့်စုံတယ်လို့ဆိုရမယ်ထုတ်ပါတယ်တကယ်လို့အဲ့ဒီရီမန်ချက်ကဒီလိုအများနဲ့ဆိုင်တဲ့အဆောက်အဦတွေစီမံခန့်ခွဲမှုမှာအဓိကကြုံရတဲ့စိန်ခေါ်မှုတွေပါပဲလीဟုတ်တာပေါ့ဟုတ်ကဲ့ဆက်သွယ်ရေးအစီအမပြေတာငွေရေးချေးရေးအရှုပ်ရှင်ဖြစ်တာနော်ပြီးနေ့စဉ်လုပ်ငန်းဆောင်တာတွေလက်ဝင်တာအချင်းကုန်တာတွေကအမြဲတမ်းလှလှကြားနေတာတွေ့နေရတဲ့ပြဿနာတွေပါမှန်ပါတယ် ဆိုတော့ဒီ software ကအဲ့ကလေးကိုနိပညာသုံးပြီးတော့ဖြည့်ရှင်းဖို့စူးစမ်းထားတဲ့ပုံစံပေါ့ပါလေရှင်။အခုတို့မှာပါတဲ့အဓိကလောက်ဆောင်ချက်တွေ key features တွေကိုအုပ်စုလေးတွေခွဲကြည့်လိုက်ရင်တို့ဘလို့ဖြည့်ရှင်းဖို့စူးစမ်းထားတယ်လဲဆိုတာပုံမြင်သားလာမယ်ထင်ပါတယ်။ကောင်းပါပြီ။ဘယ်ကစကြည့်မလဲ။ပထမဆုံးအဲလူတွေနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုပေါ့။အုံနာရဲ tenant တွေကိစ္စကိုအရင်ကြည့်အောင်။ဟုတ်ကဲ့။အဲ့ဒီမှာအပိုင်းနှစ်ပိုင်းတွေ့တာတယ်။ တခုကပိုင်ရှင်စီမံခန့်ခွဲမှုအုံနာမန်နေဂျမန့်ပေါ်ဒါကတက်ခန့်ပိုင်ရှင်တွေရဲ့အချက်အလက်တွေသူတို့ပိုင်တဲ့ unit အသေးစိတ်ဆက်သွယ်ရမယ့်အချက်အလက်တွေအဲ့အရာတွေကိုစုစည်းထားတာอืม database ပုံစံမျိုးပေါ့ဟုတ်ပါတယ်နောက်တစ်ခုကအိမ်ငါစီမံခန့်ခွဲမှုတက်နက်မန်နေဂျမန့်ဒါကတော့အိမ်ငါရဲ့အချက်အလက်ငါရမှုစာချုပ်တွေပြောင်းရွှေ့ဝင်တာထက်တာအဲ့ဒီမှတ်တမ်းတွေကိုထိန်းသိမ်းထားတာပါอืมอืม ဆိုတော့ဒီနှစ်ခုလုံးရဲ့အထူးကအားသာချက်အဖြစ်တို့ပြောချင်တာကအချက်အလက်တွေကိုတနေရာထဲမှာစုစည်းထားနိုင်တော့လीစက်သွေးရေလွယ်ကူမြန်ဆန်စေလဲဟုတ်ကဲ့အတိပေးချင်တာချက်တွေပို့ချင်တာမဖြစ်ဖြစ်တခုခုအကြောင်းကြားချင်တာမဖြစ်ဖြစ်ပို့ပြီးတော့အဆင်ပြေသွားတယ်ဆိုတဲ့သဘောပါဟုတ်ရင်လောစာရွက်တင်နဲ့လိုက်ရှာလေးစရာမလိုတော့ဘူးပါနော်မှန်ပါရဲ့လူတွေနဲ့ပတ်သက်တဲ့အချက်အလက်စီမံခန့်ခွဲမှုကအရေးကြီးတယ်လို့ပဲနေ့စဉ်လက်ပတ်နေရတဲ့ကိစ္စတွေကြတော့လည်းမလွဲပြန်ဘူးဥပမာကားပါကင်လိုကိစ္စမျိုးပေါ့ဗျာတော်တော်များများပြည်ထောင်တာတက်တက်ကြတယ်နော် တကယ်ကိုဟုတ်ပါရဲ့ရှင်တော်တော်လေး sensitive ဖြစ်တဲ့ကိစ္စပါအဲဒါကြောင့်ပဲဒီ software မှာကားပါကင်စီမံခန့်ခွဲမှု parking management ဆိုတာကိုတီးတန့် feature အနေနဲ့ထည့်သွင်းထားပုံရပါတယ်ဘလိုမျိုးလဲခင်ဗျာသူတို့ဖော်ပြထားတာကတော့လေကားပါကင်နေရာတွေတတ်မတာဘသူကဘယ်နေရာအသုံးပြုနေတယ်ဆိုတာစောင့်ကြည့်တာအဲတခါလေအငင်းမွားမှုလေးတွေဖွင့်လာရင် ဖြစ်ရှင်ရလွယ်ကူအောင်မတန်းရှင်းနေတာ နောက်ပြီးစီကံတကြအသုံးပြုမှုကိုတေချာစေတာအဲ့လိုမျိုးကြီးလှုပ်ဆောင်လိုက်တယ်လို့ဆိုပါရယ်။อืมစနစ်တကြဖြစ်သွားတာပေါ့နော်။ဟုတ်ပါရယ်။နောက်တစ်ခုကဧည့်သည်စီမံခန့်ခွဲမှုပါ။ Visitor Management ပေါ့။ဒါကတော့လုံခြုံရေးရှုထောင့်ကနေပြီးတော့အရေးကြီးတယ်လို့ဆိုရမှာပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ Digital စနစ်နဲ့ဧည့်သည်မတန်းတင်တာဘသူဝင်တယ်ဘသူထွက်တယ်ခြေအခဏာပြီးတော့နေထိုင်သူတွေစီကိုလေအချင်းနဲ့တစ်ပင်နေ real time အတိပေးချပို့တာမျိုးတွေလုံမိုင်းတော့လုံခြုံရေးကိုအားဖြစ်ပေးနိုင်တယ်လို့သူတို့ဆိုလို့ရင်းဖြစ်ပါရယ်ရှင်။ဟုတ်ကဲ့ ယ်ဒီလိုနေ့စဉ်လဲပါမှုတွေလုံခြုံရေးတွေအပြင်အဆောက်အဦတစ်ခုလောကောင်းကောင်းမွန်မွန်ရှိနေဖို့ဆိုရင်ပြပြင်ထင်းထင်းရဲ့ကိစ္စတွေလည်းရှိသေးရပါဘောနော်ဒါကလည်းစီမံခန့်ခွဲသူတွေတော်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 လေးခောင်းခဲ့ရတဲ့အပိုင်းပဲ Management ဆိုတဲ့အပိုင်းလည်းပါဝင်ပါတယ်ဒါကဘလို့လို့လို့မလဲဆိုတော့နေထိုင်သူတွေကပေါ့နော်ပြင်ဆင်မှု တောင်းဆိုတာတွေဥပမာကိုယ့်အခန်းကရေပိုင်းမကောင်းလို့မဖြစ်ဖြစ်မီးလုံးကျွမ်းသွားလို့မဖြစ်ဖြစ်အဲ့ဒါတွေကိုဒီ system နဲ့နေတင်ပြနိုင်မယ်ဩ app ကနေတင်လာရုံပဲပေါ့ဟုတ်ပါတယ်စီမံခန့်ခွဲသူဘက်ကဒါကိုလက်ခံပြီးတော့ဘယ်အဆင့်ရောက်နေပြီလဲပြင်ပြီးပြီလားဆိုတော့လုံလန်းဆောင်ရွက်မှုအခြေအနေကိုခြေအားခံနိုင်မယ်ဒါဖြင့်လေဟိုပုံမှန်လုဆောင်ရမယ်ကြိုတင်ကာကွယ်ပြင်ပထိန်သိမ်းမှုတွေရှိတယ်လို့မြင်လား preventive maintenance ပေါ့ဟုတ်ကဲ့ကြိုတင်ပြင်ဆင်တဲ့သဘောဟုတ်ပါတယ်အဲ့ဒါတွေကလည်းအချင်းစာရင်းဆွဲတာမျိုးလုပ်နိုင်တယ်လို့ဖော်ပြထားတယ်ရည်ရွယ်ချက်ကတော့ပြဿနာတွေကိုမြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့ရအဆောက်အဦကြီးတစ်ခုလုံးကိုကောင်းမွန်တဲ့အခြေအနေမှာထိန်းသိမ်းထားနိုင်ဖို့ ရပါပဲရှင်ခုနပြောသွားတဲ့ဒီလုတ်ဆောင်ချက်တွေအလုံး owner management ကနေ maintenance တွေပေါ့ချော့ချော့မွေးမွေးထစ်စီဖို့ဆိုရင်နောက်ွယ်မှာဒီငွေကြေးစီမံခန့်ခွဲမှုကလည်းတော်တော်လေးအရေးပါလာမယ်ထင်တယ်နော်တိကျပါတယ်ရှင်ဘယ်လို့မဆိုငွေကြေးရေးလို့အထူးကကြတာကို ဒါကြောင့်ငွေစည်းနဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု accounts and financial management ဆိုတဲ့အပိုင်းကိုလည်းအခြေတော်ဝင်ဖော်ပြထားတာတွေ့ရပါတယ်။ဟုတ်ကဲ့။ဒီမှာဆိုရင် bill ထုတ်တာကိုအလိုအလျောက်လုပ်ဆောင်ပေးတယ်။ဩ auto bill generation ပေါ့။ဟုတ်ပါတယ်။ပြူပြင်းထင်းထင်းခါကောက်ခန္ဓာကိုခြေအားခန့်တယ်။ရေမီတာမီမီတာလိုမျိုးဝန်ဆောင်မှုကုန်ကျစရိတ်တွေကိုစီမံခန့်ခွဲတယ်။ အခြားအထွေထွေတုံးစိတ်တွေကိုမှတ်တမ်းတင်နေလို့ဆိုပါတယ်။ဟွန်းဒီထဲမှာပဲလေအခြားတုံးစိတ်များခြေရာခံခြင်း other expenses tracking ဆိုပြီးတော့တီးတန့်ခေါင်းစဉ်ခွဲလေးတစ်ခုထပ်တွေ့ရတယ်။ဒါကပါကွာလို့လား။ဒီကူတီးကြစွာမှတ်တမ်းတင်နိုင်တဲ့အတွက်ပိုပြီးကောင်းတဲ့ဗန်နိုင်းစုံဖြတ်ချက်တီးချနိုင်စေတယ်လို့ဆိုပါတယ်။ဆိုတော့အဓိကသူတို့အတာပေးဟလာကတော့ဒီ feature တွေအလုံးကဗန်နိုင်းပွင့်လင်းမြင့်သားမှုကိုအားကောင်းစေတယ်ဆိုတဲ့အချက်ပါပဲ။ဟုတ်ကဲ့။ပွင့်လင်းမြင့်သားမှုကတော့အရေးကြီးဆုံးပဲနော်။အဲ့ဒီတော့ ဒီလောက်ဆောင်ချက်ဒီအားလုံးကိုချုံကြီးရိုင်းနေတော်တော်လေးတော့ကြည်ကြည်ပြန့်ပြန့်စီမံခန့်ခွဲနိုင်ကိုစ조사ထားတဲ့ပုံပေါက်ပါတယ်ဒီလောက်လောက်ဆောင်ချက်ဒီပါဝင်တဲ့ software ကိုဘာကြောင့်ရွေးချယ်တင်တယ်လေဆိုတဲ့အချက်ကိုရောသူတို့ဘလို့တင်ပြထားပါသလဲခင်ဗျာအတိအကအကျိုးကျဆုအဖြစ်သူတို့အသားပေးထားတာကတော့အဲတုံးလေးချက်လောက်ရှိပါတယ်ရှင်ပထမဆုံးကတော့အလိုအလျောက်စနစ် automation ကြောင့်အချင်းကုန်တတ်တာစေတယ်ဆိုတာပါပဲอืมဒါကတော့ရှင်းပါတယ်ဟုတ်ကဲ့ လူကိုယ်တိုင်လိုက်လို့ရတဲ့အလုပ်တွေဆိုင်ရက်စာတမ်းနဲ့လုပ်ရတဲ့အလုပ်တွေကို software ကအစားထိုးလောက်ဆောင်ပေးမဲ့သဘောမျိုးပါဟုတ်ကဲ့ဒုတိယအချက်ကတော့လုံခြုံရေးနဲ့ပွင့်လင်းမှန်တာမှုတိုးတက်စေတယ်ဆိုတာပါဒါကခုနကျမတို့ဆွေးနွေးခဲ့တဲ့ဟို8 day စီမံခန့်ခွဲမှုပင်တာရေးစီမံခန့်ခွဲမှုတွေရဲ့တည်ရဲ့အချူးဆက်လို့ဆိုနိုင်တာပေါ့နော်မှန်ပါတယ်ချိတ်ဆက်နေတာပေါ့ဟုတ်ကဲ့တတိယအချက်ကတော့ပါဝင်ပတ်သက်သူတွေအားလုံး stakeholders တွေပေါ့အင်ရှင်အင်ကစီမံခန့်ခွဲသူတွေကြားမှာ ဆက်တွေ့ပြီးပုံချုံးမိစေတယ်ဆိုတာပါ။အင်းအင်း communication ကောင်းစေမယ်။ဟုတ်ပါတယ်။နောက်ဆုံးအချက်ကတော့အချိန်နဲ့ tipping ညီအချက်လက် real time data တွေကိုရရှိနိုင်ပြီးတော့အစီရင်ခံစား reporting တွေကိုလွယ်လွယ်ကူကူထုတ်နိုင်တယ်ဆိုတာပါပဲ။ဒါတွေအားလုံးကစီမံခန့်ခွဲမှုအတွက်ဆုံးဖြတ်ချက်ချတဲ့အခါမှာတော်တော်လေးအထောက်အကူဖြစ်စေမယ့်အချက်တွေပါပဲရှင်။ Okay အချင်းကုန်တက်တာတာပွင့်လေးမြင်တာမှုရှိတာတွေကတော့တော်တော်လေးဆွဲဆောင်မှုရှိတဲ့အချက်တွေပါပဲ။ ်နီးပညာပိုင်းဆိုင်ရာအချက်လက်တချို့ကိုလည်းသူတို့ဖော်ပြထားသေးတယ်နော်ဒါက online cloud software အမျိုးအစားလို့ဆိုပါတယ်အဲ့ဒါလေးနည်းနည်းရှင်းပြပေးပါလားသူဆဲသူအတွက်ဘလို့အကျိုးတရားမှုရှိနိုင်မလဲဟုတ်ကဲ့ online နဲ့မဟုတ် cloud software ဆိုတာကလေ software ကိုခွဲကွန်ပျူတာထဲမှာ install လုပ်ထားစရာမလိုဘူး internet ချိဆက်ထားရုံနဲ့ web browser ကနေပဲဖြစ်ဖြစ်ဒါမဟုတ်သူတို့မှာ mobile app ရှိရင် app ကနေပဲဖြစ်ဖြစ် login ဝင်ပြီးသုံးနိုင်တဲ့အမျိုးအစားကိုခေါ်တာပါရှင်။အော် install လုပ်ဆရာမလို့ဘူးဟုတ်ပါတယ်အားတာချက်ကတော့ဘယ်နေရာရောက်ရောက်ဘယ် device ကိုတုံတုံ internet ရှင်တုံလို့ရလဲဟွန်းအဆင်ပြေတာပေါ့ဟုတ်ကဲ့အချက်လက်တွေကလည်းဗဟိုဆက်နဲ့သူတို့ရဲ့ server မှာတိမ့်ထားတာဆိုတော့ကိုယ်ဆက်ထဲမှာပျောက်သွားမှာတော့ပြတ်သွားမှာတော့တိတ်ဆိုးရင်ဆရာမလို့တော့ဘူးနောက်ပြီး software update တွေလုပ်ရင်လည်းအလိုအလျောက်ရနိုင်တာမျိုးတွေပေါ့ဟုတ်ကဲ့ ဒါကြောင့်မို့လို့စီမံခန့်ခွဲသူတွေဝန်တန်းတွေပိုင်ရှင်တွေအင်ငားတွေအလုံးကကိုယ့်ရဲ့အခန်းခန္ဓာနဲ့သက်ဆိုင်တဲ့အပိုင်းကိုအလိုတကူပဲဝင်ရောက်ကြည့်ရှုသုံးဆွဲနိုင်မဲ့သဘောဖြစ်ပါတယ်ရှင်။အဲ့ဒီအခန်းခန္ဓာလိုက်သုံးဆွဲခွင့်နဲ့ပတ်သက်ပြီးတော့သူတို့ dashboard နားဆင်ပါတယ်ဆိုတဲ့အချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။ Super admin, admin, owner, employee, tenant ဆိုပြီးခွဲထားတာ။ဒါကဘလို့လို့ပုံမျိုးဖြစ်နိုင်မလဲခင်ဗျာဟုတ်ကဲ့အသေးစိတ်အတိအကျတော့တို့ ဖော်ပြမထားပါဘူး ဒါပေမဲ့ရေဝေရအဖြစ်တော့ဒီလိုအစ်စ်နေခွဲထားခြင်းအပြင်အထုံးပြုသူတရားချင်းစီကသူတို့နဲ့သက်ဆိုင်တဲ့အချက်လက်နဲ့လုံဆောင်နိုင်ခွင့်တွေကိုပဲမြင်တွေ့ရမယ်။သုံးဆွဲခွင့်ရှိမယ်ဆိုတဲ့သဘောပါပဲ။ Row based access board ဟုတ်ပါတယ်။ဥပမာ super admin က software တစ်ခုလုံးရဲ့အခြေခံကြတဲ့ setting ကိုထိန်းချုပ်နိုင်မယ်။ admin ကတော့အဆောက်အုံတစ်ခုလုံးရဲ့နေ့စဉ်စီမံခန့်ခွဲမှုတွေကိုလုပ်ဆောင်နိုင်မယ်။ဟုတ်ကဲ့ အုံနော်ဆိုတဲ့တိုက်ခန်းမိုင်ရှင်ကကြတော့သူ့တိုက်ခန်းနဲ့ပတ်သက်တဲ့ငားရမှုအခြေအနေငွေဝင်ငွေထွက်အဆောင်အဦကကြီးညာချက်တွေအရာတွေကိုကြည်နိုင်မယ်။ဟွန်း employee ဆိုတဲ့ဝန်ထမ်းကတော့သူ့တာဝန်ယူခားတဲ့လုပ်ငန်းတွေပေါ့ဥပမာပြုပြင်ထိန်းသိမ်းရေးတုံးဆိုချက်တွေကိုလက်ခံဆောင်ရွက်တာမျိုးလုပ်နိုင်မယ်။ဟုတ်ပြီ။တန်းနန်ကတော့တန်းနန်ဆိုတဲ့အိမ်ကားကတော့အဲအင်္ဂလကပြည့်ချီမှုမတန်းကြည်တာတခုခုတိုင်ကြားခြင်းတိုင်ကြားစာတင်တာအတိပြည့်ကြီးညာချက်တွေဖတ်တာအဲ့လိုမျိုးတွေလုပ်နိုင်မယ်လို့ယူဆရပါတယ်ရှင့် ဒီလိုခွဲထားတာကအချက်လက်လုံခြုံရေးအတွက်ရောတက်ဆိုင်ရာအခန်းကဏ္ဍလိုက်လုပ်ငန်းဆောင်ရွက်မှုရှင်းလင်းစေဖို့ရောဖြစ်နိုင်ပါတယ်။ဟုတ်ကဲ့ရှင်းပါတယ်။သူတို့ရဲ့ပေါ်ပြချက်ထဲမှာနောက်ထပ်ခုတွေ့တာက အလွန် customize လုပ်နိုင်တဲ့ software ဖြစ်တယ်လို့ဆိုထားတယ်။ပြီးတော့ဘယ်လိုအင်ချမ်းမြန်မျိုးစားကိုမဆိုစီမံခန့်ခွဲဖို့အကောင်းဆုံးဆိုပြီးတော့လေပြောထားတယ်။ဒါကတော်တော်လေးကိုယုံကြည်မှုရှိတဲ့အခိုင်အမာပြောဆိုချက်ပဲနော်။ ဒီပြောင်းလဲပြန်လည်မှု flexibility ဆိုတာကိုဘယ်လိုနားလည်ရပါလဲခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ customize လုပ်နိုင်တယ်ဆိုတာကတော့အဲတွန်းဆွဲသူရဲ့လိုအပ်ချက်တမမဟုတ်အဆောက်အအုံရဲ့တိချအခြေအနေတွေပေါ်မူတည်ပြီးလို့ software ရဲ့ setting တွေလောက်ဆောင်ချက်တွေကိုတစိမ့်တစ်ပိုင်းပြင်ဆင်သတ်မှတ်နိုင်တယ်လို့ဆိုလိုတာပါပဲရှင်ဥပမာဥပမာဆိုပါတော့မတူညီတဲ့ bill ပုံစံတွေထုတ်ချင်တာမျိုးဒါမှမဟုတ်မတူညီတဲ့အစီရင်ခံစာ format တွေကိုကိုယ့်လိုအပ်ချက်နဲ့အညီဖန်တီးနိုင်တာမျိုးဖြစ်နိုင်ပါတယ်ဟုတ် ကိုလိုတို့လိုချိန်ညီလို့ရတာပေါ့မမအချာစီးပွားဖြစ်အစအိုးတွေကိုပါစီမံခန့်ခွဲနိုင်လောက်အောင် feature တွေပါဝင်နေပြောင်းလဲပြည့်လွယ်ရှိတယ်လို့ဆိုလိုချင်ပုံရပါတယ်ရှင်ဟုတ်ကဲ့ဒါပေမဲ့ဒီ claim တွေက blind block အတိုင်းအတာအထိမှန်ကန်မလဲဆိုတာကတော့ဟိုလက်တွေ့သုံးကြည့်မှပဲအသေးချာသိနိုင်မှာပေါ့နော်သူတို့ဘက်ကတော့ချောင်းမွေတဲ့လုံဆောင်ချက်၃ရလွယ်တဲ့ interface နဲ့စုံလင်တဲ့ feature တွေပါဝင်နေလို့တော့အမှခံထားတဲ့သဘောပါပဲဟုတ်ကဲ့ နိပညာပိုင်းအသေးစိတ်ကိုကြည့်ရင်တော့သူတို့ PHP, MySQL, JavaScript, jQuery, Ajax တုံးထားတယ်လို့ဖော်ပြတယ်။ဒါတွေကတော့ဟို web application တွေမှာအသုံးများတဲ့ standard နိပညာတွေပါပဲ။ Now be fully responsive application ဖြစ်တယ်လို့ဆိုထားတော့ဒါက mobile phone, tablet, computer, solid device မျိုးစုံရဲ့ screen size နဲ့ unwind ခွင့်ကြထည့်အောင် design ထုတ်ထားတယ်လို့ဆိုလိုတာပေါ့နော်။ဟုတ်ပါတယ်ရှင်။ဒါကဒီနေ့ခေတ်မှာတော်တော်လေးအရေးပါလာပြီအဲလင်းကမရှိမဖြစ်လိုအပ်ချက်တစ်ခုလိုဖြစ်နေပြီ။ တကယ်ဟုတ်ပါတယ်သုံးဆွဲသူတွေက device တစ်ခုတည်းကိုပဲအမြဲသုံးနေရမဟုတ်တော့ဘူးလေအပြင် ရောက်နေချိန်ဖုန်းနဲ့စစ်ဆေးခြင်းစစ်ဆေးမယ်ရုံးရောက်တော့ computer နဲ့သုံးချင်သုံးမယ်ဆိုတော့ responsive ဖြစ်ဖို့ကတော်တော်လေးအရေးကြီးပါတယ်ရှင်ကောင်းပါပြီအခုဆွေးနွေးခဲ့တာတွေအားလုံးအပြင်နောက်ဆုံးအနေနဲ့အရေးကြီးမှတ်သားထားတဲ့အချက်တစ်ခုကိုသူတို့ရဲ့စီမံစည်းကမ်း terms and conditions ဆမျက်နှာမှတ်တွေ့ရပါတယ်အဲ့ဒါဘာများပါလိမ့်ခင်ဗျဟုတ်ကဲ့ အဲ့ဒါလေးကတော်တော်အရေးကြီးပါတယ်ရှင်။သူတို့ကဒီ software ကိုမဝယ်ခင်မှာ Kitties Micro Solutions ဒါကသူတို့ company name ထိမဲ့ထင်ပါတယ်။အဲ့ဒီ website ဒါမှမဟုတ်သူတို့ရဲ့ YouTube channel မှာတင်ထားတဲ့စီမင်းစည်းကမ်းတွေကိုတေချာဖတ်ရှုဖို့ဒါမှမဟုတ် video ရှိရင်ကြည့်ရှုဖို့အလေးနဲ့အချင်းပြုထားပါတယ်။ဩကျူတင်လေးလာဖို့တိုက်တွန်းထားတာပေါ့။ဟုတ်ပါတယ်။ဒါကတော်တော်လေးကောင်းတဲ့အချင်းပြုချက်ပါပဲ။ဘလို့ software မျိုးကိုမစိုးအထူးသဖြင့် လုပ်ငန်းတုံးကိုတော့ဒါမှမဟုတ်ငွေပေးချေပြဝယ်ရမယ့် software ဆိုရင်အသုံးပြုမှုဆိုင်ရာစီကမ်းချက်တီးကိုယ့်ရဲ့ data ပိုင်ဆိုင်မှုနဲ့လုံခြုံရေးဆိုင်ရာမူဝါဒတွေသူတို့ဘက်ကပေးမဲ့ဝန်ဆောင်မှုအစဉ်တိုင်းတတ်မှတ်ချက် SLA နောက်ပြီးငွေပြန်အန်ချင်းမူဝါဒ refund policy စတာတွေကိုတွေ့တဲ့ခြားခြားသိရှိနားလည်ထားဖို့လိုအပ်ပါတယ်ရှင်။မှန်ပါတယ်။ဝယ်ပြီးကမှโอ้ดางัดเทนดาราเนี่ยมันใกล้ป่าล่ะสร้าမျိုးမဖြစ်အောင်ချိုတင်လေးလာထားတဲ့အချက်ပါပဲ ကဲဒါဆိုရင်ဒီနေ့ကျွန်တော်ဆွေးနွေးခဲ့တာတွေကို အချင်းချုပ်ပြန်ကြည့်လိုက်ရအောင် KMS Apartment Management Software ဆိုတာကအင်ချမ်းမြေအထူးတဖြင့်လူနေအဆောက်အုံဒီစီမံခန့်ခါမှုအတွက်ပြည့်စုံတယ်လို့ဆိုနိုင်လို့တဲ့လုံဆောင်ချက်တွေအများကြီးပါဝင်တဲ့ platform တစ်ခုဖြစ်တယ်လို့သူ့ရဲ့အရင်းမြစ်တွေကဖော်ပြနေတာပါဟုတ်ကဲ့အဓိကအားသာချက်အဖြစ်ကင်ပြထားတာတွေကတော့လုပ်ငန်းစဉ်တွေကိုဟလိုလျောက်စနစ်နဲ့လုံဆောင်ဒီအချင်းကုန်တက်တာစေတာ ပါဝင်ပတ်သက်သူတွေကြားဆက်ဆံရေးလွယ်ကူချမွေ့စေတာဘန္ဒာရေးဆိုင်ရာခြေအားခံမှုနဲ့ကွန်လင်းမြင်သာမှုမြင့်တင်ပေးတာတွေပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ဒီလိုပေါင်းစပ်စီမံခန့်ခွဲမှု software ရဲ့အလားအလာကတော့အတော်လေးကောင်းတယ်လို့ဆိုနိုင်ပါတယ်အထူးသဖြင့်အခုခေတ်မှာလူနေမှုပုံစံတွေပြောင်းလဲလာပြီးတော့အထက်မြင့်အစားအုပ်တွေမျှဝေနေထိုင်ရတဲ့အတိုင်းဝိုင်းတွေပိုပြီးများလာလာတဲ့အမြစီမံခန့်ခွဲမှုဆိုင်ရာရှုပ်ထွေးမှုတွေလည်းတိုးလာတာပေါ့နော် ဟုတ်ကဲ့ဆိုတော့ဒီလို software တွေကအဲ့ဒီရှုပ်ထွေးမှုတွေကို short chop ပေးပြီးတော့ပို့ပြီးစနစ်တကျပို့ပြီးထရောက်စွာစီမံခန့်ခွဲနိုင်အောင်ကူညီပေးနိုင်တဲ့အလားအလာအများကြီးရှိပါတယ်ရှင်အချက်လက်တွေကိုဒီညထဲမှာစုစည်းပြီးတော့အချိန်နဲ့တပြေးညီရယူသုံးစွဲနိုင်တာကလည်းဆုံးဖြတ်ချက်ချမှတ်မှုအရေးသွေးကိုတိုးတက်မြင့်တင်ပေးနိုင်ပါတယ်ဒါဆိုရင်ဒီဆွေးနွေးမှုရဲ့အဆောင်တန်းနေနဲ့စဉ်းစားစရာမျိုးကုံးလေးတစ်ခုနဲ့နေကုံးချုပ်ကြည့်ချင်ပါတယ်အခုလို unit များစွာပါတဲ့အဆောင်တွေ ရက်ကွက်တွေမှာနေထိုင်တဲ့ပုံစံတွေကရှေ့ဆက်ပြီးလဆက်ရှိနေရမှာပဲဒီလိုအခြေအနေမှာ KMS လို့မျိုးပေါင်းစပ်ထားတဲ့ software platform တွေကကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝိုင်းအထွေနေထိုင်မှုအထွေအကျုံတွေနောက်ပြီးအင်ဂျာမီစီမံအုပ်ချုပ်မှုဆိုင်ရာမျှော်လင့်ချက်တွေကိုအနာဂတ်မှာဘလို့များပုံဖော်ပြောင်းလဲသွားစေနိုင်မလဲอืมစိတ်ဝင်စားစရာမေးခွန်းပါပဲတနည်းအားဖြင့်စဉ်းစားကြည့်ရင်ဒီလို software နဲ့စီမံခန့်ခွဲတဲ့မျှဝေနေထိုင်တဲ့ပတ်ဝန်းကျင်တို့ခုမှာ မတူညီတဲ့အခန်းကဏ္ဍတွေဖြစ်တဲ့ပိုင်းရှင်အင်းငါစီမံခန့်ခွဲတူတွေကဘလို့အဆင့်တန်းမျိုးရှိတဲ့အချက်လက်ရရှိတောင်းဆွဲခွင့်နဲ့ဘလောက်ထိပွလင်းမြင်တာမှုကညတာတဲ့ဒါမှမဟုတ်လက်ခံနိုင်ဖွယ်ရှိတယ်လို့အားလုံးကခန်းစားရနိုင်မလဲဆိုတာပေါ့ဒါကနိဗ္ဗာန်ရဲ့အတုံးဝဲမှုတသက်အပြင်ထဲ့သွင်းစဉ်းစားရမယ့်လူမှုရေးဆိုင်ရာရှုထောင့်တစ်ခုဖြစ်လာနိုင်မယ်လို့ထင်ပါတယ် Thank you for watching this video if you like this please follow like share and subscribe